အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါရစေပေါ့နော်။အဲ့တော့လက်ရှိမှာတော့ကျွန်တော်ငါးပွဲဆက်လုံးဝရှုံးပွဲမရှိသေးတဲ့ဒါကျွန်တော် Manchester United အသင်းရဲ့ recap ကိုတော့ဒီနေ့မှာပြောမယ်။ရှေးပါတော့ကျွန်တော်တို့ Arsenal ဒါကျွန်တော်တို့ Chelsea, Liverpool, Manchester City တို့ပြောခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ Manchester United အသင်းကြောင့်ပြောဖို့အတွက်အချိန်တန်လာခဲ့ဖြစ်ပါတယ်။ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာသူတို့ဒါကျွန်တော်တောက်လျှောက်ဒါ Ruben ာမိုရီရဲ့လက်ထက်မှာဒီနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုခြေစွမ်းရတည်ငြိမ်နေတယ်လို့ပြောလို့ရတယ်ပြီးတော့ဒါကျွန်တော်လက်ရှိမှာနီးပြကောကစားသမားကောတနှစ်တောင်တလတာအကောင်းဆုံးစုတွေကိုရရှိခဲ့ပြီးသူတို့ဘာလို့နိုင်စွမ်းရှိတယ်ကိုစားဟုတ်လဲဆက်လက်ပြီးပြသနေစဖြစ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့စုရခဲ့ပြီးတော့ဒေါက်တာဟော့စပါတင်ကိုတည်ရကြတယ်တည်ရကြတဲ့ပွဲနှစ်ပွဲဆက်သွားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ဘောနော်မြို့တော်မင်းစုစည်းကမလက်ရှိမှာဒါရှုံးပွဲတွေမရှိတာကိုပဲတော်တော်လေးကိုကောင်းလာပြီလို့ပြောလို့ရမယ်ဒီမှာပါတယ်အခုလက်ရှိမှာ Manchester United အသင်းကိုပြန်ကြည့်မယ်ဆိုရင်တိုတေတာကျွန်တော်16မိနစ်တူဒါကျွန်တော်အဆက်5ကကျွန်တော်ရဲ့အသင်းဖြစ်ဒေါက်တာဟော့စပါတင်ရဲ့ မှတ်တူတယ် Aston Villa အသင်းနဲ့လည်းရမှတ်တူတယ်ဂိုကွာချားချက်ကြောင့်သာလက်ရှိမှာအဆင့်9ရောက်ရှိနေတာဖြစ်ပြီးတော့ Liverpool အပေါ်မှာရောက်ရှိနေကြတော့တွေ့ရမှာအဲ့တော့လက်ရှိမှာအဲ့ဒါ16မှတ်နဲ့တူတိုတဲတာကြောင့်အားလုံးမောင်းတာ Premier League အသင်း5သင်းရှိနေကြတော့တွေ့ရမယ်ဒီနေ့ Premier League ကတော့ competitive ဖြစ်ချက်ကတော့လက်တောင်လန်လွန်းတယ်လို့မြင်ရတယ်ဒီမှာပါအဲ့တော့လက်ရှိမှာဒါ Manchester United အသင်းနဲ့လက်ရှိဒီနေ့မှာ Ruben Amorim နဲ့ရာသီအစပိုင်းမှာတော်တော်လေးကိုအဆဲခံရတယ်မှာပါတယ်တော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 ်ကြီးကိုအဆဲခံရတယ်မှာပါတယ်ဗောနော အစဲခံရပေမဲ့လေ Manchester United အသင်းနဲ့ဒုဒါကျွန်တော်တို့ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုဒါကျွန်တော် performance ပိုင်းက peak ပြန်ဖြစ်နေတာကိုပြန်တွေ့ရမှာ peak ဖြစ်တဲ့ဆိုတာထက်ဆိုင်လက်ရှိမှာဗျ United အသင်းနေနဲ့လက်ခံပေးလို့ရတယ်ဆိုတဲ့အသင်းတစ်သင်းကိုပြန်ပြီးတွေ့လာခဲ့တယ်ဒါပေမဲ့ဒီနောက်ပိုင်းပွဲစဉ်မှာဗျ United ကိုဒါပြန်ကြည့်မယ်ဆိုရင်တော့နည်းနည်းလေးဒီကကျွန်တော်တို့ stress တော်တော်လေးကိုပေါ့ပေါ့နဲ့ကြည်ရတဲ့ဒါကျွန်တော်တို့အသင်းသင်းလို့ကျွန်တော်တို့လည်းပြန်မြင်ရတယ်မှာပါတယ်။ဘာကိုဆိုလို့ကြလဲလက်ရှိမှာလည်း United သင်းနေတာကျွန်တော်တို့ Eric Ten Hag ခင်မှာကို Eric Ten Hag ခင်မှာဆိုပိုကြီးရတယ်ပေါ့နော်။ဒါကျွန်တော်တော်တော်လေးကိုသိတာတဲ့ချက်ရှိတယ်။ Eric Ten Hag ခင်မှာ United ကဖလားတွေရနေခဲ့မယ်။ဒါ United အသင်းကတော်တော်လေးကို stiff ဖြစ်နေတာတို့ရမ stiff ဖြစ်တယ်ဆိုတော့ဗါလေတော်တော်လေးကိုပြောမယ်ဆိုရင် จิตတယ်ဗောနော်จิตတယ်จิตလက်အသင်းအောင်จิตလက်တယ်ပြောရမို့နော်တခုခုကဒါကျွန်တော်တို့အရင်ကြီးထိမ့်ချုပ်ထားလူခံစားရတယ် United အသင်းနဲ့ပြောချင်တာဗျတခုမဟုတ်တခုကတခုခုကလိုအပ်နေတယ်လို့အမြင်နဲ့အသင်းကြီးကခံစားနေတယ်တဲ့မှာပါတယ်ဒီလက်ရှိ United ပွဲစဉ်မမဲ့ရပါကျွန်တော်ဒါ United အသင်း Liverpool ကိုနိုင်ခဲ့ပြီးတဲ့ပွဲစဉ်တော့မှ United အသင်းတော်တော်လေးကိုဒါကျွန်တော်တို့ ဝုန်းကနေဒါကျွန်တော် zoom တက်သွားတယ်လို့ပြောရမယ်တော်တော်လေးဟိုဒါကျွန်တော် week နဲ့ dining နဲ့တွေမြင်ရပြောချင်တာဗျာ unit ကစားသမားအနေနဲ့ဒါ Ruben Amorim ရဲ့ဒါကစားကွက်ထဲမှာ philosophy ပုံစံမျိုးဒါကျွန်တော်တို့ philosophical ရဒါ technical ရဒီထဲမှာရှိနေသေးတာမှတ်ပေမဲ့တကယ်တမ်းအသင်းเนี่ยတခုခုဒါကျွန်တော်တို့ပြောမယ်ဆိုရင်ရှာတွေ့သွားတဲ့ပုံမှာရှိတယ်ပြောချင်တာဗျာဥပမာကစားသမားတယောက်ဒီနေနဲ့ဒါတယောက်တယောက်နားလည်မှုတွေပိုရှိလာတယ်အခြေဆက်တွေရှိလာတယ်ကစားသမားအနေနဲ့ belief ပေါ့နော်ဒါကျွန်တော်တို့ dead လာဆိုရဲ hope နဲ့ belief ပေါ့နော်ယုံကြည်ချက်တွေပြန်လည်ပြီးပြင်ထန်လာခဲ့တယ်လို့ပြောရရမယ်တော့ပါတယ်ပြောချင်တာပြတစ်ချက်ချက်ကျွန်တော်ခေါင်းထဲမှာပြန်တွေးကြည့်တဲ့စကားလုံးတစ်ခုပြောရမယ်ဆိုရင်တော့ဒီကောင်နေကိုယ့်အသင်းကိုကို United အသင်းမှာကစားနေတယ်ဆိုတာကိုကောင်းကောင်းကြီးပြန်ပြီးတော့သဘောပေါက်သွားတဲ့ movement တွေလို့မြင်ရတယ်တော့ပါ Liverpool ကိုနိုင်လိုက်ခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာသူတို့နေတာ Brighton နဲ့ပွဲစဉ်မှာသူတို့ flare တွေ draw လို့မိုက်လာခဲ့တယ်ဒါပေမဲ့ United အသင်းနဲ့ခုနောက်ပိုင်းပွဲစဉ်မှာတစ်ခုလုံးဝကျွန်တော်နေသိပြီးသဘောမကျတာတစ်ခုပြောပါဆိုရင်တော့သူတို့ရဲ့ cancel ပိုင်းပဲ cancel ပိုင်းနဲ့ဒါပထမတော့ချစ်လက်တယ်ဆိုတဲ့ပုံစံမျိုးကိုခံစား ာခဲ့ရပြီနောက်ပိုင်းပုံစံမှာတော်တော်လေးကိုဂိုးတွေပေးနေခဲ့တာတွေ့ရမယ် United ကခန်းစစ်ကဂိုးတွေပေးနေခဲ့တော့တိုက်စစ်ပိုင်းကလည်းဂိုးတွေတောက်လျှောက်ပြန်သွင်းနေခဲ့ပြီးတော့တော်တော်လေးကိုအလုပ်တစ်ခုကိုလုပ်ပြနေခဲ့တာကိုတွေ့ရမယ်တယ်မှာပါတယ်ဗောနရူဘီအမိုရင်းရဲ့လက်ရှိတာကစားကွက်မှာဒါလိုအပ်ချက်လေးတွေတော့ရှိရလိုအပ်ချက်တွေကရှိစမြဲပဲဖြစ်တယ်ကစားဘယ်ဘယ်သိမ်းဆိုကစားကွက်ကလူကလိုအပ်ချက်ရှိလဲမဲ့ခုနကဘယ်လိုပဲဒါလက်ရှိကစားကွက်မှာနည်းနည်းလေးအံဝင်ဝင်ကြဖြစ်လာပြီးတော့ဖလဲပုံစံမျိုးအပ်လုပ်တဲ့အချိန်မှာ United အသင်းက at least တော့ကြည့်လို့ရှိလို့ကောင်းသွားတယ်။ကစားကွက်လေးလည်းကောင်းလာပြီးဒါကစားတဲ့ပုံစံလေးလည်းကောင်းလာချင်မှာနှစ်ခုလုံးကဒါတော်တော်လေးဟိုဒါကျွန်တော်တို့ဘေးကနေကြလေပုံစံမျိုးလေးဖြစ်သွားတဲ့တည်းမှာပါတယ်ပေါ့နော်အဲ့တော့ယူနိုက်တက်အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်ဒါနောက်တစ်ခုကျွန်တော်လက်ရှိမအားမရတာတစ်ခုကသူ့ရဲ့ဝင်ဘက်ပိုင်းပဲ ရူဘန်အမိုရီရဲ့ sporting ပွဲစဉ်မှာကျွန်တော် sport ကျွန်တော်ပြောခဏခဏပြောခဲ့တယ်ပဲ sporting မှာသူတို့အများကြီးမကြည့်ခဲ့ဘူးကျွန်တော်ဒါ city နဲ့ပွဲစဉ်သူ့ကိုနိုင်ခဲ့တဲ့ပွဲစဉ်တချို့သောပွဲစဉ်နှစ်ချို့နှစ်ပွဲသုံးပွဲကိုကျွန်တော်ကြည့်ခဲ့တယ်ရူဘန်အမိုရီဒါကျွန်တော်မှတ်မဲ့ရတာ arsenal နဲ့ဒါကျွန်တော်တို့ sporting နဲ့တွေ့ခဲ့တဲ့ပွဲစဉ်တချို့ပါကျွန်တော်ကြည့်ခဲ့မယ်ဒီနေ့မှာသူ့ရဲ့အသက်သွေးကြောကဝင်းဘက်တွေဖြစ်တယ်ဒါရူဘန်အမိုရီရဲ့ဒါအသင်းရဲ့ဒါကျွန်တော် three of course three ကစားတဲ့အသင်းတွေတော်တော်များများမှာဒါကျွန်တော် liverpool center စာပြီးလုံဆိုးတဲ့နှစ်မှာလဲ grim medo နဲ့ဒါကျွန်တော်တို့ frame ball ရဲ့အသက်ကဘယ်လောက်ထိရေးကြီးရဲဆိုတော့တွေ့ရမယ်တဲ့မှာပါတယ်မှတ်မဲ့ရတာကျွန်တော် three bet နဲ့ဒါ manchester united ဟုဆိုတော့ chelsea ်သစ်တာဖလားယူအောင်ယူရတာဝင်းဘက်ဒီမှာ Victor Moses အုပ်စုဘလောက်ထိအေးပါခဲ့လဲဆိုတော့ကြည့်ရလူတိလိမ့်ပဲတယ်မှာပါတယ်ဗောနော်ဒါလည်းရှိ3ဘက်နဲ့ဆော့ပြီဆိုရင်ဒါအခုနောက်ပိုင်းမှာဒါဝင်းဘက်ဒီကအရန်ကြီးရေးပါတယ်ပြဿနာ United မှာဗောနော်ဝင်းဘက်ဒီထဲမှာ compatible ဒါကျော်ကိုရောမဆိုအရန်ကြီးပြဝုန်းကနေတိုင်းကနေပြတဲ့မှာဟာဒီကောင်ဆောင်းမိုက်တယ်ဆိုတဲ့ feeling ရတဲ့ဝင်းဘက်ကလုံးဝမရသေးဘူးအာမက်ဒီယလူရိုက်ဝင်းဘက်မှာ ဝင်ဆော့ရင်တော့တစ်ချက်တစ်ချက်မဆိုးဘူးဆိုတာမှန်ပေမဲ့အာမက်ကိုတိုင်ကလည်းနောက်တန်းမှာအားနေခဲ့တဲ့ကြောင့် right wing ဘက်နေရာမှာ right wing ဆက်ဆံပူဆံပူတာတဲ့ right wing ဘက်ဖြစ်နေတာတွေ့ရမယ်မာဇ ရာဝီကလည်းမဆိုးဘူးဆိုရင်ခုနကအာမက်ဒီကလည်း right back နေရာမှာပို့တာပြီးတော့ right wing နေရာမှာအားနေနေပြည့်ပြည့်နေအဲ့တော့ဘယ်နေလဲ right wing the united မှာ rwb ရှိမရှိတဲ့ပြဿနာပေါ့နော် rw ရှိတယ် rb ရှိတယ် rwb မရှိတဲ့ပြဿနာတော်တော်လေးကိုဆိုးတယ်လို့မြင်နေဒါပေမဲ့ united သင်းတဲ့လက်ရှိမှာ left wing နေရာမှာ draw good တယောက်မဆိုးဘူးဆိုပေမဲ့ united standard တခုမှာရောက်နေသေးတဲ့အနေထားမှာတော့ကျွန်တော်နေနေသိပြီးတော့မမြင်ဘူးပြ united သင်းတဲ့ခုလက်ရှိ tight ဆက်ပိုင်းမှာ benjamin sesko တယောက်ဒါကျွန်တော်လက်ရှိမှာ goal မသွင်းနိုင်သေးတဲ့ united အသင်းအတွက်တော်တော်လေးကိုခေါင်းကုတ်စရာတခုဖြစ်နေစေဖြစ်တယ်လို့မြင်တယ်ဒါပေမဲ့ united သင်းတဲ့အခုလက်ရှိမှာ brian ယ်အန်ဘွမ်ဘူတို့ဒါကျွန်တော်အာမက်ဒီယာလူတို့ဒါကျွန်တော်ဘရူနိုဖာနန်ဒက်စ်ဒါကာစီမေရူတို့ရဲ့လက်ရှိဒါတွဲလုံးနေတာဒါတိုက်စစ်မှာပြန်ပြီးတော့ကျွန်တော်တို့ဒါ ပိတ်ကပ်ပြီးတော့ရှော့ပြန်လုံနေတယ်ပြန်ပြီးတော့အသင်းကိုပြန်ပြီးဆွဲတင်နေတယ်ညမလာ United အသေးရမထင်မှတ်ပဲဒီနှစ်မှာသက်သွေးကြောတစ်ခုဖြစ်လာတာကာဆမီရိုတယောက်လို့ပြောလို့ရမယ်တယ်မှာပါတယ်ကာဆမီရိုအနေနဲ့ခုလက်ရှိမှာလာကျွန်တော်အသက်ရွယ်နေမလိုက်လက်ရှိမှာတော်တော်လေးကိုကောင်းပြနေကြရတယ်ဒါပေမဲ့လက်ရှိသတင်းတွေအရပြန်ကြည့်မယ်ဆိုရင်ကာဆမီရိုကိုတန်ကလည်းလက်ရှိမှာ United အသင်းမှာလာစာယူဖို့လာစာရှော့ယူပြီးတော့နေဖို့လည်းအစီအစဉ်မရှိဘူး United ကလည်းလက်ရှိကာဆမီရိုကိုအခုလက်ရှိရနေတဲ့လာစာကိုပေးပြီးစာချုပ်သိမ်းချုပ်ဖို့မရှိဘူးအဲ့တော့ကာဆမီရိုနေရာအတွက်အခုလက်ရှိမှာကောင်းနေတဲ့နေရာအတွက် United တယောက်ဘဒုကိုအစားထိုးမလဲ Elio Anderson နဲ့ပဲထွက်နေတဲ့ဝါ တန်နဲ့လက်ထွက်တယ်ဟိုလူနဲ့လက်ထွက်တယ်ဒီလူနဲ့ထွက်တယ်နာမည်တွေကတော့အများကြီးထွက်နေတာပဲပေါ့နော်ဒါပေမဲ့ဘဒူနဲ့ဘလူနေရာမှာဘယ်နေရာမှာဘဒူကအဲ့နေရာကိုယူသွားမှာတော်တော်လေးဆိုတယ်ဒါပေမဲ့ customer တယောက်ကအခုလက်ရှိမှာဘာလို့ဒီလိုဖြစ်နေလဲသူ့အနေနဲ့ပေါ့နော်သူ defensive midfielder ဟုတ်တယ် center midfielder ဟုတ်တယ်ဆိုတဲ့ပုံစံမျိုး hybrid rule ကသူ့အတွက်နည်းနည်းလေးမဆိုးလို့မြင်တယ်ပြောကြပြခန်စစ်မှာဆိုတာကျွန်တော်တို့ဒါတက်ဆန်တာဘက်အနေနဲ့ဒါသုံးသုံးအောင်ရှိတဲ့ဆန်တာဘက်မှာဒါ customer အနေနဲ့တခါကျသူတယောက်တည်းမနိုင်တဲ့အချိန်မှာ delay ဝင်ကူတဲ့နေရာရှိတယ်အဲ့ဒါ haven ဝင်ကူတဲ့နေရာရှိတယ်ဒါကျွန်တော်တို့ arsenal ဆိုဟာဆန်လို့ arsenal မှာ ဒါလူချောဝင်ကူရဲ့နေရာရှိမယ်ဘာလို့ဒိုတဝေးရဲ့အာဆန်တက်လာဖြစ်မယ်တဲ့ဘာသာအာဆန်နဲ့အဲ့လိုမျိုးဒါကျွန်တော်တို့သူ့ကိုဝင်ကူတဲ့လူတွေများတော့ကျွန်တော်မဆိုဒါပေမဲ့နောက်တစ်ခုကပေါ့နော်ဘရူနိုဖာနီနက်စ်ကိုဒီနေရာမှာအဆင်မပြေပေမဲ့လည်းလက်ရှိမှာလူမရှိသေးသေးရတာဒီနေရာပဲ73အမနေထားမှာပါတယ်ဒါဘရူနိုဖာနီနက်စ်ကိုဒီနေရာမှာမသုံးဆိုရင်ဘယ်နေရာမှာ73လဲ AM မှာလုလိုက်မယ်ဆိုလည်းလက်ရှိမှာဒါတိုက်စစ်ပိုင်းကလူနေရာတနေရာပျောက်သွားမယ်35 blue shot မယ်ဆိုရင်နှစ်ယောက်ပဲရှိမှာရှိအဲ့တော့ဒီမှာဘန်ဂျင်မစ်ဆက်စ်ကိုအောက်အောက်ပြီးဒါကျွန်တော် Brian and Bwan Bu နဲ့ဒါကျွန်တော် Matthews Corner နဲ့ကိုရှိမှာတင်းမလားဒါမျိုးကြီးလည်းဖြစ်တော့ဖြစ်နေဒါပေမဲ့ Ruby Amorini နဲ့ခုနောက်ပိုင်းပွဲစဉ်တွေမှာတခု ောင်းလာသူ့ရဲ့ဒါကျွန်တော် technical နဲ့က तू flexible ဖြစ်လာ तू အစ်စ်တစ်တွေပြောင်းပြောင်းကြည့်တယ်သူ့နေနေတာ3 4 3ကိုမှဒါကျွန်တော်လက်ရှိမှာ तू ဘလို့မျိုးတွေဒါပြောင်းအောင်ကြည့်တယ်ဟိုဟာလေးအလုပ်ကြည့်တယ်ပြောချင်တာရူပင်အမိုးနေတာနောက်ပိုင်းနိုင်လာတဲ့ပွဲစဉ်မှာသူ့နေတဖြည်းဖြည်းကောင်းမှလာခဲ့တယ်ကြီးရပေါ့နော်ဒါကျွန်တော်တို့ဒါဒီပြိုင်နေရှုံးတဲ့အချိန်မှာတော့ဒါလုံးဝခေါင်းအရန်မမအောင်ခေါင်းရမ်းမာနေပြီးတော့နိုင်တဲ့အချိန်ကျတော့ okay ငါ ဒါလည်းပြောင်းသုံးကြည့်အောင်မြေမြေလေးပြောင်းစမ်းကြည့်အောင်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ United နဲ့ခုလက်ရှိမှာအဓိက improve နောက်တစ်ခုလုပ်ဖို့လိုတာကလည်းကန်ဆယ်ပိုင်းလိုမြင်တယ်ဒါလည်းရှိကန်ဆယ်ပိုင်းရဲ့သတင်းကောင်းတစ်ခုပြောပါဆိုရင် Lisandro Martinez မကြခင်အသင်းနဲ့ပြန်လည်ပြီးပူးပေါင်းလာမှာတွေ့ရတဲ့ကြောင့်မို့ Lisandro Martinez နဲ့ခုလက်ရှိမှာ LCB မှာဆော့မှာ LCB မှာသူဆော့မယ်ဆိုရင်ဒါ RCB မှာဒါကျွန်တော်တွေ့ရမှာမတူရဇလစ်ပဲတွေ့ရဘူးရှိ CCB မှာဒါ Harry Maguire ကိုတွေ့ရမလားဒါကျွန်တော်တို့ အဲ့ဒီဟေဗင်ကိုတွေ့ရမလားဘလူတွေတွေ့ရမလဲယူနိုက်တက်တဲ့တကယ်ကိုလီဆန်ဒိုမာတီနက်စ်ရောက်လာမှာဆိုအရန်ကြီးကောင်းတဲ့အချက်တခုကိုကျွန်တော်တို့ဒါမဖြစ်မနေထောက်ပြပါဆိုရင်တော့သူ့အနေနဲ့ဒါယူနိုက်တက်အသင်းအနေနဲ့ဒါခန်စယ်ပိုင်းမှာဒါကြောင့်ရွေးချယ်စရာပြုပြီးများလာမယ်ဒါပေမဲ့ယူနိုက်တက်အသင်းနဲ့ဒါကျွန်တော် F4 မှာတော့ကျွန်တော်စိုးရင်ယူနိုက်တက်အသင်းရဲ့လက်ရှိမှာဂိုးအများဆုံးပါဝင်ပတ်သက်ထားတဲ့ကစားသမားတွေနဲ့2ယောက်ဖြစ်တဲ့အမ်ဘွမ်းမွန်နဲ့အာမက်ဒီယာလိုကိုယူနိုက်တက်အသင်းဆုပ်ရှုပ်ခဲ့မယ်ဆိုဒီတိုက်စစ်ပိုင်းမှာဘလူဖြည့်ထားမလဲအခုချိန်မှာပေါ်တော့ယူနိုက်တက်အသင်းဒါကျွန်တော်ခန်စယ်ပိုင်းအားနည်းနေတာတော့မသိတောင်တိုက်စစ်ပိုင်းကဖြည့်ပေးနေတာတော်တော်လေးချီချူးဖို့ကောင်းတယ်လို့မြင်တယ်ယူနိုက်တက်အသင်းရဲ့လက်ရှိဒါကျွန်တော်ကံမဲ့ဘွဲစံဖိရှာက Fisher ဘိုင်းကလည်းအဲ့လောက်ကြီးတာကျွန်တော်ခက်ခက်ခဲခဲနေဒါမှမရှိဘူးဒါပေမဲ့ Crystal Palace အိမ်ငူးကိုသွားကန်အောင်မှာအနည်းငယ်များခက်တယ်လူမြင်ရတယ်ဒီမှာပါတယ်မြို့တော်ပဲဆိုစီကမှု United အတင်းနဲ့ဒီတိုင်းသာတုံတန်ပုံစံမျိုး keep up ပြန်လုပ်နိုင်ခဲ့မယ်ဆိုရင်ဒီနှစ်မှာ1 to 4က AAC ဥရောပအတွက်ပြေးမလွတ်ဘူးလို့မြင်တယ်ဒါပေမဲ့ခုနကပြောသလိုလက်ရှိမှာငူဒီပြကောကစားသမားကိုလက်ရှိမှာဒါ formation ကိုအခုလိုမျိုးဒါကျွန်တော် water flow လို့ fish flow လို့ပေါ့နော်ဒါကျွန်တော်လက်ရှိမှာတတော်လေးကိုအေးညံ့ညောင်းနဲ့သွားနေရမယ်နေထားမှာလို့မြင်တယ်နှုတ်မဆိုတဲ့ကျွန်တော်အရင်တော့ဒါကြာဟိုကတစ်ခုတည်းရတစ်ခုခြုံထွက်နေတဲ့ဥစ္စာမျိုးဖြစ်တာတဲ့ဆိုင်အခုချိန်မှာဗျအရန်ကြီးတာကျွန်တော်ဝုံနိုင် င်းကြီးကောင်းတဲ့ဒီဇိုင်း at least ငါတို့အတင်းကကြည့်လို့ကောင်းတယ်ဆိုတော့ momentum တခုကိုကျွန်တော်ရတယ်ပေါ့နော်အဲ့တော့၅ဘွဲ့ဆက်ရဲ့အဓိကအဓိပ္ပာယ်ကအဲ့ဒါလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီညမှာဒါကျွန်တော်တို့တစ်ချက်အပေါ်ကအသင်းမှာလက်ရှိမှာ Tottenham Hotspur အသင်းကလက်ရှိ Arsenal အသင်းနဲ့တွေ့ဆိုရမယ့်အချိန်မှာ United က Everton အသင်းနဲ့တွေ့ရမယ် they have to hope and believe ဘုန်းနာပေါ်သူတို့အနေနဲ့ငါတို့ဒီနေရာကိုရနိုင်တယ်နိုင်နိုင်တယ်လက်ရှိမှာ United အနေနဲ့အစစ်နှစ်ကိုရောက်သွားချိန်မှာ United နဲ့ဒါ believe ဆိုတဲ့အရာတစ်ခုပေါ့ကစားကွင်းထဲမှာကန်တဲ့ကစားသမားယုံကြည်မှပြိတက်ကယုံကြည်မှပေါ့နော်အဲ့တော့ကစားသမားတွေကိုယ်တိုင်ကလက်ရှိမှာနီးပြတိုးတာကြီးပဲဆိုရတယ်တကယ်ကိုဒါကျွန်တော်တို့ဟိုလုတ်ပြရမယ်၊ကင်ပြရမယ်တကယ်ဟိုဒါဆွဲပြရမယ်ဒါကျွန်တော်လုတ်ပြရမယ်ဆိုတဲ့နေအဲ့တော့ကစားသမားတွေလက်ရှိမှာကျွန်တော်နေရာမှာ Brian Ambo ဆိုတော့ I think they have believe ပေါ့နော်ဒါလက်ရှိမှာသူတို့ယုံကြည်ထားတဲ့အရာတစ်ခုကပို့ပြီးတော့ အားကောင်းလာခဲ့ပြီလို့ကျွန်တော်အနေနဲ့ပုံကူကြီးရအမြင်နဲ့တကယ်ကိုအသစ်သစ်နဲ့တကယ်ကိုဒါ United အသင်းနဲ့လမ်းမှန်ပေါ်ရောက်နေလို့ကျွန်တော်အနေနဲ့မြင်နေတယ်ဒါပေမဲ့လမ်းမှန်ဘူးလဲဆက်သွားဘူးလဲရှိတဲ့နယ်လို့ပြောရင်လည်းပဲကျွန်တော်ကိုတော့ကွန်ပြူပါအောင်ဘလုံးမဲတွေကိုကြည့်ရှုအောင်မို့ View Sport Media ဆိုကျွန်တော်ဒါမြန်မာရက်ကလစ်ပြကြပါဗျာမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တူမိုင်းကျွန်တော်နောက်မှ AC တွေ့ကြရပါဗော့ဒေးပါဗျာ